မင်္ဂလာပါလူကြီးမဲအားလုံးကိုကျူးဇော်ပါတယ် application go 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 ဒီ project တို့ဥစွာအားလုံးကိုအဓိက စကလုံးလီးလုံးနဲ့မိတ်ဆက်ပေးပါရစေအောက်ပါအတိုင်းဖြစ်ပါတယ်ဒီ project application go 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 crypto polygon crypto currency ခလုံးတိုင်း defi application ကိုကိုကိုဟာ time programmer ညာမှာပူပေါင်းဖန်တီးထားတဲ့ application တစ်ခုဖြစ်ပြီး TikTok, Facebook စတဲ့ application တွေနဲ့ဆင်တူတဲ့အလားအလာရှိပေမဲ့ web 3.0 blockchain နဲ့ smart contract တွေရဲ့စမ်းသစ်တီထွင်မှုတွေနဲ့ပုံမခင်မိပါတယ်။ဒီ project ဆိုတာ application ကိုကိုကိုရဲ့ premium အဖွဲ့ဝင်အဖြစ်ထောက်ခံသူများအတွက်ဝင်ငွေဖန်တီးမှုအစီအစဉ်တစ်ခုဖြစ်ပါတယ်။ ပိုလီဂွန်ဟာလူသိများပြီးဒီဂျစ်တယ်ငွေကြေးလဲလှယ်ရေးဆွဲကွက်မှာလက်ခံထားတဲ့ဒီဂျစ်တယ်ငွေကြေးတမှုဖြစ်ပြီးအယောင်းဝယ်လုပ်ဆောင်မှုလီမြန်ပြီးတကြိမ်လင်း50တန်ခန့်သာရှိတဲ့နည်းပါးတဲ့ transaction ကုန်ကျစရိတ်ရှိပါတယ်။ Clontine DeFi ဟာဒီဂျစ်တယ်ငွေကြေးတမျိုးဖြစ်ပြီးဒီ project ကကုန်အမတ်တစ်စင်ကိုမှတ်ပုံတင်ထားပေးတာပါ။အချက်များစွာကြောင့်နောက်အနာဂတ်ဒီဂျစ်တယ်ဈေးကွက်မှာဈေးနှုန်းမြင့်တက်လာဖို့အလားအလာရှိပါတယ်။ ဒီ project ဝင်ငွေဖန်တီးမှုအစီအစဉ်မှာအောက်ပါကွဲရမှုများနဲ့ထူးခြားချက်များရှိပါတယ်။တကြိမ်တည်းသောလေးလောက်ပထောက်ခံငွေကိုသုံးပြီးတမ်းကြီးဝင်ငွေဖန်တီးဖို့အခွင့်အလမ်းကိုဖွင့်ပေးပါတယ်။ Web 3.0 blockchain နဲ့ smart contract ပုံစံနဲ့ labor ပြီးတမားတီရှိရဲ့ဝင်ငွေစီမံခန့်ကွက်မှုစနစ်ရှိပါတယ်။ဝင်ငွေဝိစုရဲ့ဆယ်ရာခိုင်နှုန်းကိုလမ်းကြောင်းအလုံးကနေစုဆောင်းပြီး avatar လို့ခေါ်တဲ့ကုတ်အသစ်ဖန်တီးဖို့အတွက်ပါ ုံမုံမြင့်မာတဲ့ level မှာ app star လုပ်ပြီး plan b မှာဝင်ငွေပိုရရှိနိုင်ပါတယ်။စနစ်ကဝင်ငွေကိုဝေစုခွဲပြီးအဖွဲ့ဝင်တွေ app star လုပ်နိုင်ဖို့စုဆောင်းပေးထားပါတယ်။၎င်းမှာကိုပိုင် digital coin ထည့်တဲ့ clone time define ရှိပါတယ်။အပေါင်းလက္ခဏာဆောင်တဲ့အချက်များစွာကြောင့်နောက်အနာဂတ်မှာတန်ဖိုးအလွန်မြင့်မားလာမယ်လို့ယုံကြည်ပါတယ်။အပွေးဝင်တိုင်းလေးထပ်ပထောက်ခံတဲ့အခါတထောင် KTTFI coin စူးစမ်းရရှိပါမယ် cryptocurrency clone time define clone time define ကို DOS နဲ့ဝင်ငွေဝေးစုရဲ့နောက်ထပ်ငါးရခိုင်နှုန်းထပ်လို့ပြပါတယ်။ application ကုတ်ကုတ်ကုတ်ကနေကဘာတဝမ်းမှလူတွေ download ဆွဲသုံးနိုင်ပြီး plan A နဲ့ plan B နှစ်ခုလုံးရဲ့ premium အဖွဲ့ဝင်အဖြစ်စရင်တွဲနိုင်တာကြောင့်အဖွဲ့ဝင်ရေတွက်နဲ့ဝင်ငွေတိုးွားဖို့အတွက်အပြုသဘောဆောင်တဲ့အချက်အရှင်နဲ့ချိပါတယ်။ plan A နဲ့ plan B နှစ်ခုလုံးမှာတန်းကြီးဝင်ငွေဖန်တီးဖို့အလားအလာရှိပြီးတယောက်နဲ့တယောက်ရဲ့ဝင်ငွေတိုးချဲ့မှုကိုတိတာထင်ရှားစွာလွယ်ကူချော်မွေ့ပေးထောက်ပံ့ပေးပြီးမြင့်တင်ပေးပါရစေ။ ဘောနပ်စ်ပေးချေမှုကို real time နဲ့တွေ့ချက်ပါတယ်အဖွဲ့ဝင်တွေဟာ ဝင်ငွေကို real time နဲ့ထုတ်ယူသုံးစွနိုင်ပါတယ် plan A ကဝင်ငွေလမ်းကြောင်း၄ဟုရှိပါတယ် PR public relations bonus လေးစားရခိုင်နုံ caring bonus ချက်သွမ်းမှုအရေးအတွက်ကန့်သတ်မှုမရှိဝင်ငွေဝေးစုကိုအလျွာဆဲလွှာတလွာ၂ရာခိုင်နှုန်းရှိစုစုပေါင်း၂၀ရာခိုင်နှုန်းခွဲဝေဖြစ်ပါတယ် return bonus ကို PR လုတ်ခဲ့သူရဲ့ caring bonus စုစုပေါင်းဝင်ငွေနဲ့ပေါ်ပေါက်လာတဲ့ avatar code ဝင်ငွေနှစ်ခုလုံးကနေတွက်ချက်ကြီး ဒီနှစ်ခုကနေဘလောက်ဝင်ငွေရသည့်ဖြစ်စေအဲ့ဒီပမာဏရဲ့တရားရခိုင်နှုန်းကိုရရှိပါမယ်။ Auto Run Bonus ဟာစနစ်ဖြန်နည်းသူက Premium အဖွဲ့ဝင်ငွေကိုကဘာဝန် Auto Run ခုံပွန်ကိုတုံးပြီးစနစ်ကဝင်ငွေရရှိစေဖို့အတွက်ရည်ရွယ်တဲ့ခုံပွန်တစ်ခုထုတ်ပါရယ်။စနစ်ကအလွာကက်ကနေအလွာ6မှာဖြစ်ပေါ်တဲ့ဝင်ငွေကိုကုတ်တကျင်းနွေရာခိုင်နှုန်းအလွာခုံထဲမှာကုတ်တကျင်း၈ရာခိုင်နှုန်းနဲ့တွက်ချက်ပြီးစုစုပေါင်း910တောင်းမှလီပိုလီကိုနဲ့ညီမျှပါရယ်။ Plan B ကဝင်ငွေလမ်းကြောင်းနှစ်ခုရှိပါတယ်။ PR bonus 20ရာခိုင်နှုန်း PR လုပ်ထားတဲ့အဖွဲ့ဝင်က ကျွန်ုပ်တို့ကိုကြော်ဖြတ်ပြီး Plan B မှာ D1 အထိ App Star လုပ်တဲ့အဖာအောက်ပါအတိုင်းကွဲပြားခြားနားတဲ့အဆင့်တစ်စင်းချင်းကြီးရဲ့အရေးချင်းတိုင်းကို PR bonus ဝင်ငွေရဲ့20ရာခိုင်နှုန်းကိုရရှိပါမယ်။ D1 80ပိုလီဂွန်ရဲ့20ရာခိုင်နှုန်းက16ပိုလီဂွန် D2 Nara Polygon yet Naseya Kainunga, the La Polygon. D3, Dongdang Polygon yet Naseya Kainunga, Chola Polygon. D4, The Tao Shitang Polygon yet Naseya Kainunga, Dongdang Chola Polygon. D5, The Tang, The Tao, Dongdang Polygon yet Naseya Kainunga, Nung Mount Nuk Town Chola Polygon. D6, Khonai Seng, The Tao, Nuk Town Polygon yet Naseya Kainunga, The Seng Dongdang Nuk Town Lida Polygon. D7, စုစုပေါင်းတတန်းတစင်း6တောင်း6000မီလာ16ပူလီကိုနဲ့ညီမြပိုင် Plan B ရဲ့ဒုတိယဝင်ငွေလမ်းကြောင်းက D1 ကနေ D70 ထိ EPSA လောက်သူတွေရဲ့ Auto Run Combo ကနေထစ်ပေါ်ပါတယ်အလွာတစ်ကနေအလွာ6မှာစနစ်ကကုတ်တကျင်းငိုင်းလာခိုင်နှုံအလွာခွနစ်မှာကုတ်တကျင်းဆဲရခိုင်နှုံ ဝင်ငွေတွက်ချက်ဖြစ်ပါလေ D1 ခေါင်ပုံးကရှုဆက်ပိုလီဂွန်ကနေစတင်ပြီးအလွှာတစ်ကနေအလွှာ6မှာထစ်ပေါ်တဲ့ကုတ်အားလုံးစုစုပေါင်း126ယူဇာမှာစုစုပေါင်းဝင်ငွေနိုင်လာလီပိုလီဂွန်ကိုဖစ်ပေါ်စေပါတယ်။အလွှာခုနှစ်မှာစုစုပေါင်း128ယူဇာကစုစုပေါင်းဝင်ငွေ1024ပိုလီဂွန်ကိုဖစ်ပေါ်စေပါတယ်။ D1 ခေါင်ပုံရုံးလေလုံးတို့စွစွပေါင်းဝင်ငွေက1528ပိုလီဂိုနဲ့ညီမျှပါတယ် D1 ခေါင်ပုံယုံလဲ့ပြီးလင် D7 ခေါင်ပုံယုံလဲ့ပြီးမှစုစုပေါင်းဝင်ငွေရရှိမှုက138သိန်း9398ပူလီကိုနဲ့ညီမြောက်ပါတယ်။ဒီ project ကညီအဖွဲ့ဝင်တွေတန်းချီဝင်ငွေရရှိစေမယ့်အသိအပေါက်ချန်နောက်ထပ်တစ်ချက်အရေးကြီးတဲ့အချက်ကတမာတိရှိတဲ့ဝင်ငွေစီမံခန့်ခွဲမှုစနစ်ဖြစ်ပါတယ်။ Plan A နဲ့ Plan B ခေါင်းပုံကနေဝင်ငွေမှာအောက်ပါဝင်ငွေစီမံခန့်ခွဲမှုစနစ်ရှိပါတယ်။ဆရာကိုင်းတို့ကလေးလာပတင့်အောင်စုဆောင်ပြီးနောက် Avatar ကိုလုတ်ခေါ်တဲ့ကိုအသက်ဖန်တီးဖို့အတွက်ပါ။ငါရကိုင်းတို့က၈၀၀ဘတ်ပြင်အောင်စုဆောင်ပြီး D1 ကနေစတင်ပြီး Plan B ကို App Store လုပ်ဖို့အတွက်ပါ။ငါရကိုင်းတို့ကကလုံထိုင်း D5 ကိုလဲလွှဲဖို့စုဆောင်ဖို့အတွက်ပါ။ Plan B ခေါင်းပုံကနေ D1 ကနေ D7 အထိထက်ပေါ်တဲ့ဝင်ငွေမှာအောက်ပါဝင်ငွေစီမံခန့်ခွဲမှုစနစ်ရှိပါတယ်။ Plan A မှာခေါင်ပုံစီမံခန့်ခွဲမှုအတိုင်း20ရာခိုင်နှုန်း D1 ကနေ D7 အထိ App Store လောက်ဖို့အတွက်33ရာခိုင်နှုန်းမှတ်ချက်ပါဖြစ်ပေါ်လာတဲ့ဝင်ငွေရမ်းကြောင်းအားလုံးကနေ9ရာခိုင်နှုန်းကိုစနစ်ကကွန်ပျူတာတမှုအဖွဲ့အတွက်စီမံခန့်ခွဲထားပါတယ်။ Plan B ခေါင်ပုံကနေ D1 ကနေ D7 အထိဖြစ်ပေါ်တဲ့ဝင်ငွေအတွက်အောက်ပါဝင်ငွေစီမံခန့်ခွဲမှုစနစ်ရှိပါတယ်။ Plan A မှာခေါင်ပုံစီမံခန့်ခွဲမှုအတိုင်း20ရာခိုင်နှုန်း D1 ကနေ D7 အထိ App Store လောက်ဖို့အတွက်33ရာခိုင်နှုန်း DOSD project ရဲ့အထူးခြားမှတ်စုံကွဲပြားမှုတစ်ခုကအဖွဲ့ဝင်တွေတန်းကြီးဝင်ငွေရရှိစေမဲ့စနစ်ကဝင်ငွေလမ်းကြောင်းအလုံးမှာဝင်ငွေကိုခွဲဝေပြီး avatar လို့ခေါ်ရဲ့ကုတ်အသက်ဖန်တီးဖို့အတွက်ပါ avatar ကုတ်တွေက plan A မှာအများကြီးဖြစ်ပေါ်တာတောင်မဟုတ် plan B အပိုင်းမှာလည်း avatar ကုတ်ရေအတွက်အများစွာကိုဖြစ်ပေါ်စေပါရဲ့ D1 ခေါင်ပုံကနေဖြစ်ပေါ်လာတဲ့ဝင်ငွေကို25,688 avatar ဖြစ်ပေါ်ဖို့အတွက်ခွဲဝေပေးပြီး1 user အထင်နောက်ထပ်63,669 D1 ကို avatar ဖြစ်ပေါ်ဖို့အတွက်လည်းဖန်တီးပေးပါရယ်မှတ်ချက်အရှင်ဖြစ်ပေါ်လာတဲ့ဝင်ငွေလမ်းကြောင်းကအားလုံးကနေ900ရာခိုင်နှုန်းကိုစနစ်ကဖွံ့ဖြိုးတိုးတက်မှုအခွင့်အတွက်စီမံခန့်ခွဲထားပါရယ်နောက်ထပ်အချက်လက်တွေအတွက် ဒီဗီဒီယိုကလစ်ကိုတင်စီပို့လိုက်တဲ့သူနဲ့ဆက်တွေ့မေးမြန်းနိုင်ပါတယ်။တင်ချင်မှာဒီရေးကြီးတဲ့ရွှေအခွင့်အလန်းကိုပေးတဲ့အတွက်သူ့ကိုကျေးဇူးတင်ရပါမယ်။